ချစ်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါလို့ရှိစွာနှုတ်ခွန်းဆက်တင်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးယနေ့တာယာတော်နေ့တစ်တစ်ပတ်မှာလည်းပဲစိတ်ရောကိုယ်ပါရှင်လန်းချမ်းမြေ့ကြပါစေဒီနေ့ချစ်တဲ့မိတ်ဆွေတို့ကိုပေးသွားခြင်းတဲ့နှုတ်ကပတ်တော်ကတော့လုံးဝအုတ်တုံယုံကြည်ကိုးစားလိုက်ပါနော်လုံးဝအုတ်တုံယုံကြည်ကိုးစားလိုက်ပါဖခင်ကိုကိုးစားတဲ့ခါမှာကျွန်တော်ရိုးရိုးကိုးစားခြင်းတဲ့တကယ်ပဲလုံးဝအုတ်တုံကျွန်တော်ကိုယ်တိုင်ကဖခင်ကိုအကျွင်းမဲ့ယုံကြည်ကိုးစားမယ်ဆိုရင် ကျွန်တော်အားလုံးဒီအမြဲဝမ်းမြောက်ပျော်ရွှင်ခြင်းခံစားရမယ်ကျွန်တော်ရဲ့ဘဝတတတာဒီလုံးဝလုံခြုံစိတ်ချတဲ့အတ္တတာနဲ့ရှင်သန်ခြင်းကိုကျွန်တော်ခံစားရမှာဖြစ်တယ်ဒါဒီနေ့ကျွန်တော်ရဲ့အတ္တတာမှာဆိုရှင်ဘုရားကိုအားကိုးတဲ့ခါမှာကိုးစားတဲ့ခါမှာလုံးဝအုတ်တုံကိုးစားဖို့ရန်အတွက်အလုံးမပေးရည်ကြည်ပါတယ်ဒါကြောင့်ရှင်ခရစ်မန်ပရမအဆောင်ခတ်ကြီးလေးပိုက်ငယ်တစ်ဆယ်မှာဆိုရှင်ငါတို့ဒီဘုရားသခင်ကိုချစ်ကြသည်ဟုမဆိုဘုရားသခင်ဒီငါတို့ကိုချစ်၍ငါတို့အပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းငါ သားတော်ကိုစေလွတ်တော်မူသောအရာသည်ချစ်ခြင်းမေတ္တာဖြစ်၏ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ကျွန်တော်တို့ကတော့ရှေဖျားကိုချစ်တယ်ဖျားကိုနှစ်သက်တယ်ဖျားကိုတကယ်ပဲကိုးစားတယ်ရှုံးချတယ်ဒါပေမဲ့ဖျားကတော့ချစ်ကျွန်တော်ကိုအကျွေးမဲ့ချစ်တော်မူတဲ့ဖျားဖြစ်တယ်ကျွန်တော်အားလုံးကတော့ချစ်တယ်မှာတမန်ကျန်တာဖျားသခင်ကိုချစ်ကြသည်ဟုမဆိုတယ်နော်ဒီနေ့ကျွန်တော်ကိုယ်တိုင်ကတော့ရှေဖျားကိုချစ်တယ်ချစ်တယ်လို့ပြောနေကြပေမဲ့တခါလေဖျားစကားနားမထောင်မှုပို့ပြီးတော့များပြားကြတယ်ဆိုတော့တွေ့ရမယ် ဒါပေမဲ့ဘုရားသခင်တို့ရှင်ကျွန်တော်ရဲ့အပြစ်ကိုစာနာထောက်ထားတော်မူတဲ့ဘုရားဖြစ်တယ်။ကျွန်တော်ရဲ့အပြစ်တွေကိုဖြေစေခြင်းကသူ့အတွက်ရှင်သားတော်ကိုဆင်လွတ်တော်မူတဲ့ဘုရား။အဲ့လောက်တောင်မှကျွန်တော်ပေါ်မှာတို့ရှင်မေတ္တာထားတဲ့ဘုရားဘယ်မှာသွားရှာမလဲ။ချစ်ခြင်းမေတ္တာအလွန်ကြီးမားတဲ့ဘုရားဖြစ်ပါတယ်။ဒါကြောင့်ဘုရားသခင်ရဲ့မေတ္တာကထာဝရမေတ္တာပါ။ဘယ်တော့မှမကုံဆုံးသွားဘူး။ကျွန်တော်ပေါ်မှာစမ်းရည်ပေါ်မှာအမြဲတမ်းပဲစီစဉ်ပြီးတော့သူ့ရဲ့မေတ္တာရည်နဲ့ကျွန်တော်ကိုအမြဲတမ်းပဲအေးမြစေတာကဘုရားရဲ့ကြီးမားတော်မူတဲ့ ချစ်ချင်းမေတ္တာကရုဏာတော်ဖြစ်ပါတယ်။ဒါချစ်တဲ့မိစေပေါ့နော်။ဒါကြောင့်ချစ်ချင်းမေတ္တာကိုဖော်ပြတဲ့ခါမှာလို့ရှိရင်ဘုရားသခင်ကလို့ရှိရင်ကျွန်တော်တို့ဘလောက်ဘလို့ဖော်ပြခဲ့တယ်။လောင်းဝါးကားလိုက်မှာလို့ရှိရင်သူပေးဆက်ခဲ့တာကသူ့ရဲ့အကျွင့်မဲ့မေတ္တာပါပဲ။ကျွန်တော်ကိုယ်တိုင်ကလောကရန်တရားကြီးရဲ့အပြစ်ကျွေးကိုကျွန်တော်ကိုယ်တိုင်ကမဆက်နိုင်ဘူး။ဒီအပြစ်ဆိုတဲ့သေခြင်းတရားကနေကျွန်တော်ကိုယ်တိုင်ကလည်းမလွတ်မြောက်နိုင်ဘူး။ဒါကြောင့်အပြစ်တရားရဲ့အခါခါနေမှာကျွန်တော်ကိုလွတ်မြောက်ဖို့ရန်အတွက်ကိုတော်ကဆိုရှင်ကားတိုင်းပေါ်မှာသူကိုယ်တိုင်ကတက်ပြီးမှ ကားတိုင်းမှာဆိုရှင်ကျွန်တော်တို့အတွက်အသက်ပေးဆက်ခဲ့တာဖြစ်တယ်။ဒါကြောင့်ကားတိုင်းမှာမှာဆိုရှင်ကိုတော့ပေးဆက်ခဲ့တဲ့အကျွေးမဲ့မေတ္တာဆိုရှင်ယနေ့ကျွန်တော်အားလုံးရဲ့အသက်တာပုံမှန်ပြီးတော့လွတ်မြောက်ဖို့ရန်အတွက်ဖြစ်ပါတယ်မိတ်ဆွေပေါင်းတို့။ဒါကြောင့်နှုတ်ကပတ်တော်မှာဖော်ပြထားတဲ့ဂရိတော်များကိုသင်တော်သင်္ကာတော်ရှင်နေ့စနေရက်မြောက်ဖတ်ရှုပါလေ့လာပါ။တမန်ချမ်းသာထဲမှာဖတ်ရှုလေးလေ့လာတဲ့အခါမှာကိုရောရဲ့မေတ္တာဒီသင်သင်ခံစားရပြီးတော့သင်္ကာတော်ရှင်ဖရာသခင်ကိုတကယ်ပဲခိုလုံကိုးစားလာမှာဖြစ်တယ်။ချစ်တဲ့မိတ်ဆွေပေါင်းတို့ ဖရာသခင်ရဲ့မေတ္တာကတော့ရှင်အဆုံးမရှိအနိုင်မဲ့မေတ္တာဖြစ်တယ်ဆိုတာကိုယနေ့ကျွန်တော်ကိုယ်တိုင်ကသိရှိနားလည်သဘောပေါက်ဖို့ရန်အတွက်အနုမပင်ရေးကြည့်တယ်။ဒါကြောင့်အဆုံးမဲ့တူနိုင်မရတဲ့ကျွန်တော်ရဲ့အပေါ်မှာချစ်တဲ့အနိုင်မဲ့မေတ္တာရှင်ဖရာသခင်ကတော့ရှင်ကျွန်တော်ကိုယနေ့ထိတိုင်အောင်လည်းပဲချစ်မြဲချစ်နေတာဖြစ်ပါတယ်။ဘယ်တော့မှသူ့ရဲ့ချစ်ခြင်းမေတ္တာသည်ပြေလျော့သွားတယ်ဆိုတာရုပ်လျော့သွားတယ်ဆိုတာမရှိဘူး။ဖရာရဲ့ချစ်ခြင်းမေတ္တာကတည်မြဲတဲ့မေတ္တာနဲ့ကျွန်တော်တို့ကို ခြစ်နေတာဖြစ်တယ်။ဒါကြောင့်ဒီနေ့ခြစ်တဲ့မိတ်ဆွေပေါင်းတို့မြေတိအခြေအနေအဖြစ်ပြက်ဖြစ်လာစေကမူတဲ့နော်။ဖရာသခင်ဒီတဲ့ဘက်မှာရှိတော်မူမိကိုယုံကြည်ပါနော်။ဒါကြောင့်ဘယ်အခြေအနေဘယ်အချိန်ကာမျိုးမှာဖြစ်ပြက်နေပါစေကျွန်တော်တို့ဘက်မှာရှိမဲ့သူကဖရာပဲ။ဒါကြောင့်ဖရာကတဲ့ဘက်မှာရှိတယ်။ဖရာကကျွန်တော်ဘက်မှာရှိတယ်။အဲ့ဒီအရာကိုဖះကကျွန်တော်ဘက်မှာရှိတဲ့ဖះကိုတကယ်ပဲယုံကြည်ပါဖះဘယ်တော့မှကျွန်တော်ကိုပြစ်ခွာသွားတယ်ဆိုတာမရှိဘူးဖယ်ခွာသွားတယ်ဆိုတာမရှိဘူး ဖရားကကျွန်တော်နဲ့အတူအမြဲတမ်းရှောက်လန်းနေတဲ့ဖရားကျွန်တော်ကအမြဲမားစားတဲ့ဖရားဒါကြောင့်ဖရားတင်းပယ်မှာရှိတယ်ဆိုတော့ဟိုဖရားကတင်းပယ်မှာအမြဲရှိတယ်ဆိုတော့ချစ်တဲ့မိတ်ဆွေတင်းအမြဲယုံကြည်ပါဒါကြောင့်တင်းယုံကြည်တယ်ဆိုလို့ရှိရင်တင်းကဆိုရှင်ပါလို့ရမလဲအပြစ်များကိုဝင်ချတောင်းမှခြင်းနဲ့နောင်တတရားဖြင့်သူ့ထံသို့ချင်းကပ်လာတဲ့ကဲ့သို့သူသည်လည်းခွင့်လွှတ်ခြင်းကရုဏာတော်နဲ့တင့်ထံသို့နိကပ်စွာဖြင့်ချင်းကပ်စောင့်ကြုံနေမိဖြစ်တယ်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ ဒီနေ့ကျွန်တော်အားလုံးကအပြစ်လုတ်တယ်အပြစ်တရားနဲ့ဝင်ချတောင်းပါပဲနောင်တတရားနဲ့သူ့ထံသို့ချင်းကပ်မယ်ဆိုလို့ရှိရင်သူကလည်းပဲကျွန်တော်တို့ဘောမှာခွင်းလွတ်ခြင်းကရုဏာမေတ္တာနဲ့ကျွန်တော်တို့အနည်းပါသို့ချင်းကပ်ပြီးတော့စောင့်ကြိုနေမယ်စောင့်ရှောက်မယ်ဆိုတာကိုကျွန်တော်အသက်တာမှာဆိုရှင်တကယ်ပဲသိရှိပြီးတော့ယနေ့ကျွန်တော်ကဖရာသခင်တံကိုအမြဲတမ်းပဲတုံ့ဝင်ချစ်ကပ်ဖို့ရန်အတွက်အလုံးမပင်ရည်ကြည်တယ်။ဒါမှမဟုတ် ဂရိတော်များတို့ရှင်နှင်းစီပန်းကဲ့သို့တဲ့ပန်းကလေးကိုကြည့်လိုက်အမြဲတမ်းပဲပွင့်လန်းနေတာအမြဲတမ်းပဲကြည့်လိုက်လို့ရှင်ကျွန်တော်အားလုံးကတို့ရှင်ကြည့်ရှုလေးလေးပန်းလေးတွေကလှလာလေလေပန်းလေးတွေကိုကြည့်လိုက်တဲ့ခါမှာကျွန်တော်စိတ်ချမ်းသာတယ်ဒီနေ့ကျွန်တော်ရဲ့တက်တာတွေလည်းပဲဒီလိုပါပဲဖျားသားသမီးတွေကိုသူတို့ဘာကကြည့်တဲ့ခါမှာဖျားကလည်းကျွန်တော်တို့သူသားသမီးတွေကိုကြည့်တဲ့ခါမှာယနေ့ရှင်လန်းနေဖို့ဝမ်းမြောက်ဖျားလည်းပဲဝမ်းမြောက်နေဖို့သူတို့ဘာတွေလည်းပဲကျွန်တော်ကိုကြည့်တဲ့ခါမှာ အလုံးမပင်နှစ်လိုပွေရများဖြစ်ဖို့ရန်အတွက်ယနေ့ကျွန်တော်ပြောပါလောက်မယ်ကျွန်တော်ကိုယ်တိုင်ကဖရာရဲ့သာသမီပိသားဆိုတဲ့နေထိုင်ဖို့ရန်အတွက်အလုံးမပင်ရည်ကြည်ပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်နှုတ်ကပတ်တော်မှာဖရာသခင်ကြီးဂရိတော်များဆိုရှင်နော်နင်းပန်းများတဲ့နှင်းစီပန်းများတဲ့ဒါကြောင့်ပန်းရောင်တန်းတဲ့အလှပများတဲ့ကဲသူကျွန်တော်ကလည်းပဲနှစ်လိုပွေလှပတင့်တယ်လှပါတယ်ဒါတော့ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဖရာသခင်ကဆိုရှင်ကျွန်တော်တို့ကိုပိုင်ဆိုင်တဲ့ဖရာဖြစ်တယ်နော် ဘုရားသခင်ကကျွန်တော်ကိုပိုင်ဆိုင်တဲ့ခါမှာဆိုရှင်ဒီနေ့ကျွန်တော်ရဲ့အတွင်းနှလုံးသားဖြင့်ရှင်းတမ်းမနေတင့်မဲနဲ့ကျွန်တော်ရဲ့ဒီအတွင်းနှလုံးသားအတွင်းနှလုံးသားနဲ့ပဲရှင်းတမ်းနေဖို့မဟုတ်ပဲနဲ့ကျွန်တော်ရဲ့အစွမ်းတတ္တိကယ်တင်ရှင်ဖြစ်သောယေရှုကိုကျွန်တော်ကဆိုရှင်မိခိုအားထားပြီးတော့ဖက်တွယ်ပြီးတော့ကျွန်တော်အသက်ရှင်ဖို့ရန်အတွက်အလုံးမပဲရည်ကြည်တယ်ချစ်တဲ့မိစေပေါင်းတို့ဒါကြောင့်ကျွန်တော်အားလုံးကဆိုရှင်တွေးထင်တဲ့အတိုင်းအသက်ရှင်ဖို့မဟုတ်ပဲနဲ့ဒီနေ့ကျွန်တော်ကို တကယ်မဆရနေကျွန်တော်ကိုအမြဲတမ်းပဲ strong တတိပေးနေတယ်ကယ်တင်ရှင်ဖရားကိုကျွန်တော်ကိုယ်တိုင်ကပဲအားကြီးစွာဖက်တွယ်ပြီးတော့ကျွန်တော်ဖရားကိုယုံကြည်ဖို့ရန်အတွက်အလုံးမပင်ရည်ကြည်ပါတယ်ချစ်တတ်မိတ်ဆွေပေါင်းတို့ဒါကြောင့်နောက်ကပတ်တော်မှာဂရိတော်များသောရှင်တော့ကျွန်တော်တို့တူးချင်းတွေအတွက်ဖရားသခင်ပေးတော်မူတဲ့အာမခံချက်ကိုကျွန်တော်ကသို့ရှင်ရရှိတာလာဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာအားပေးချင်တာကတော့ဖရားသခင်ရဲ့ဂရုတော်ကိုယုံကြည်ပါ။နော်။ဖရားသခင်ရဲ့ဂရုတော်ကသို့ရှင်တဲ့အတွက်အမွန်မြတ်ဆုံး ်သင်အတွက်အမြင့်မြတ်ဆုံးဂရိတော်တွေနဲ့သင်ကိုမာစနေတာဖြစ်တယ်ဒါကြောင့်ဘုရားသခင်ကိုဖက်တွယ်ပြီးတော့ဘုရားသခင်၌အသက်ရှင်တဲ့သားသမီးတွေကဘုရားရဲ့ဂရိတော်၌အသက်ရှင်တဲ့အတွက်ကြောင့်ကျွန်တော်အားလုံးကအမြဲတမ်းပြည့်ဝစုံနေခြင်းကိုခံစားပြီးတော့အမြဲဝမ်းမြောက်နေမှာဖြစ်ပါတယ်ဒါဒီနေ့ကျွန်တော်တက်တာမှာလို့ရှင်ဘုရားသခင်ဤဂရိတော်များအပေါ်ကိုယ်စားရှုံကြည့်ပြီးတော့ရောက်ရဲတင့်တယ်ချင်းရှိပါမိတ်ဆွေပေါ့လို့ဒီနေ့ကျွန်တော်အားလုံးကလောကမှာရေးရကိုကြည့်တဲ့ခါမှာလူတွေက ရောင်ရဲတင်းတိမ်ခြင်းမရှိကြတဲ့အထဲမှာပါရရပြီနော်နေရစင်တဲ့လူတွေကြိလိုက်တဲ့ခါမှာဆိုရှင်အပူတလောလောနဲ့ယုံကန်နေကြတယ်စီးပွားရေးသမားတွေကိုကြိလိုက်တဲ့ခါမှာလည်းမနာမနေနဲ့တခါတည်းလှုပ်နေကြတယ်နော်ဘီလီယံနာဖြစ်တဲ့လူကလည်းပဲထရီလီယံနာဖြစ်ဖို့ရန်အတွက်စူးစမ်းကြတယ်နော်တသိန်းချမ်းသာလူကနှစ်သိန်းရဖို့ရန်အတွက်ပိုးပြီးတော့စူးစမ်းကြတယ်သိန်းတရာရလူကတထောင်ရဖို့ရန်အတွက်စူးစမ်းနေကြတယ်ရှာပွေနေကြတယ်ဒနာဥစ္စာတွေကြွယ်ဝတဲ့လူကလည်းပဲဒီဒနာဥစ္စာတွေကပိုးပြီးတော့ပွားများဖို့ရန်အတွက်ပဲလူတွေကဇောကပ်ပြီးတော့လှုပ်နေကြတယ် နော်အဲ့ဒီပုံမှာตาရနေကြတယ်လူတွေကတင်းတိမ်ရောက်ရမ်းမှုဆိုတာမရှိကြတော့ဘူးနော်ဘာကြောင့်လဲပို့ပြီးတော့ပဲလေလူတွေကစိတ်တော်ဇောကတ်လာပြီးတော့မိမိတို့ပို့တဲ့ပို့ပြီးတော့ခါတဲ့ကောင်းမြတ်အောင်ဆွမ်းဆောင်နေကြတယ်မိမိကိုယ်တိုင်အောင်မြင်ဖို့ရန်အတွက်လှုပ်ဆောင်နေကြတယ်ချမ်းသာဖို့ရန်အတွက်လှုပ်ဆောင်နေကြတယ်နောက်ဆုံးမှာလို့ရှိရင်တကက်စိတ်တဒုက္ခကစကျွန်ုပ်ရဲ့ဘဝတတမှာအကောင်းဆုံးခရီးတော်နဲ့စောင့်ရှောက်နိုင်တဲ့အချမ်းသာဆုံးအချမ်းသာ ပေးတော်မူသောဖရာသခင်ကိုတော့ရှာဖွေခြင်းမပြုကြတော့ဘူးမိမိရဲ့ဒနာကိုပဲရှာဖွေနေကြတယ် မိမိကိုမကယ်တင်နိုင်တဲ့အရာမိမိရဲ့ကြားမာရစ်အတွက်လည်းမဆောက်ရှောက်နိုင်တဲ့အရာမိမိဘဝအတွက်ဆုံးရှုံးနေတဲ့အရာနော်နောက်ဆုံးမှာဆိုချင်ဒီဒနာဥစ္စာတွေပစ္စည်းတွေမိမိရဲ့အောင်မြင်ခြင်းတွေကြော်စောခြင်းတွေအဲ့ဒီအရာတွေအားလုံးဒီနောက်ဆုံးမှာခြံထားခဲ့ရမယ့်အရာတင်သေးသွားတော့တင်းနောက်ဘယ်အရာမှမပါပါဘူးတင်သေးသွားတော့တင်းနောက်ပါမယ့်အရာဒီဖရာသခင်ကိုယုံကြည်တဲ့အခါမှာဖရာရဲ့ဂတိတော်ဒီတင့်အတွက်ကယ်တင်ခြင်းဆုကျေးဇူးတင်းနောက်ပါမှာဖြစ်တယ် ဒါနဲ့ကျွန်တော်ရတက်တာမှလို့ချင်းယနေ့ဘဝမှာလို့ရှိရင်တင်းတိမ်ရောက်ရမ်းမှုရှိဖို့ရန်အတွက်ဖရာသခင်ကိုတကယ်ပဲကိုးစားရှုံကြည်ပြီးတော့တဲ့တင်းတိမ်ရောက်ရမ်းမှုရှိဖို့ရန်အတွက်အလုံးမပင်ကြီးကြည်တယ်မိမိရှိတဲ့ရရတ္တတာမိမိဖြစ်တည်နေတဲ့ပုံမှာကျွန်တော်ကရောက်ရဲတင်းတိမ်မှုရှိရမယ်နော်ကိုကိုသူကျွန်တော်တို့ကတော့ရှင်တင်းတိမ်ရောက်ရမ်းမှုမရှိဘဲနဲ့အားငယ်နေမယ်တိမ်ငယ်နေမယ်မောက်မာနေမယ်ဝါကြွားနေမယ်ဆိုရင်တော့ယနေ့လောကကြီးရမှာကျွန်တော်အသက်ရှင်တာအချင်းဒီပဲတဲ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ ဒါတွေနဲ့ကျွန်တော်ရသက်တာမလို့ရှင်အဓိကအရေးကြီးတဲ့တော့ချက်ကိုကျွန်တော်ကောက်တာကသိရှိနားလည်သဘောပေါက်ဖို့ရန်အတွက်အလုံးမပင်အရေးကြီးပါတယ်။ဒါတွေနဲ့ကျွန်တော်ရသက်တာမလို့ရှင်ဖရာသခင်ကိုတကယ်ပဲကိုးစားယူနေပါ။ဒါကြောင့်အဖို့တန်သောရွှေငွေထက်ထိုကလေးတော်များကိုတင့်ရဲ့မှန့်ညံတဲမှာဆွေမြဲမှတ်သားပြီးတော့တင့်ရဲ့စိတ်နှလုံးဤချမ်းစေပါတဲ့နော်။ဒါကြောင့်ဖရာသခင်ရဲ့ဂတိတော်တွေဟာဆိုရှင်ရွှေငွေထက်တန်ဖို့ပို့ပြီးတော့မြတ်တယ်။ စိန်ကြောက်တွေထက်ပိုပြီးတော့တန်ဖို့မြင့်မြတ်တဲ့အရာဖြစ်ပါတယ်ဒါကြောင့်ဖရာသခင်ရဲ့ဂတိတော်တို့မိသိရဲ့မှတ်ညံထဲမှာတဲ့ဘာလို့ညံမလဲဆွေးမြက်စွာ မှတ်ထားပြီးတော့သိရဲ့ဘဝသည်အမြဲတမ်းပဲစိတ်နှလုံးသားသည်အစဉ်မြဲအေးချမ်းတာကိုရရှိမှဖြစ်တယ်ဒါကြောင့်ဖရာရဲ့ဂတိတော်ကိုသိရရှိတဲ့အခါမှာသင်ကိုယ်တိုင်ကစိတ်နှလုံးအမြဲတမ်းပဲချမ်းမြေ့နေမှာဖြစ်တယ်ဘာကြောင့်လဲကဘာမိုးမြေဆက်ကြောက်ရာကိုဖန်ဆင်းပိုင်တတော်မူသောဖရာပြေဝ ကျွယ်ဝတော်မူသောဖရာအဲ့ဒီဖရာကိုတင်ကိုယ်တိုင်ကအမြဲတမ်းပဲဖရာ၌အသက်ရှင်မယ်ဆိုရင်ဘာတွေများလိုအပ်ဦးမလဲဒါဒီနေ့ချစ်တဲ့မိတ်ဆွေပေါ့နော်ဒါကြောင့်ယုံကြည်ကိုးစားတိုက်တဲ့ဖရာရဲ့ဂရုတော်တွေကိုကျွန်တော်ကိုယ်တိုင်ကတကယ်ပဲယုံကြည်ပြီးတော့ဖရာကိုတကယ်ကိုးစားဖို့ရန်အတွက်အလုံးမပင်ရည်ကြည်တယ်ဒါကြောင့်ကောင်းခင်ဘုံရှင်ဖရာသခင်ကိုပင်သင်မကိုးစားနိုင်မီဖြစ်နေဖြစ်နေပါသလားတဲ့နော် တို့ရဲ့ဂရုဂရီတော်များပေါ်တွင်သင်မမီခွန်နိုင်လောက်အောင်ယုံကြည်ခြင်းအားနဲ့နေပါသလားတဲ့နော်ဖယားသခင်သည်တစ္ဆာနဲ့လကောင်းအားကိုခုံလုံးတိုက်တော်သူဖြစ်ကြောင်းသင်သိပါလျက်နဲ့အဖိုးတိုက်တန်လာသည့်တို့ဤဂရီတော်များကို မကိုးစားနိုင်ဖြစ်နေသလားတဲ့နော်ဒီနေ့ချစ်တဲ့မိစေပေါင်းတို့ဒီနေ့ကျွန်တော်အားလုံးကဖယားကဒီလောက်ကြီးမြတ်တော်မူတဲ့ဖယားအနန္တတကောနဲ့ပြည့်စုံတော်မူသောဖယားအရာခတ်သိန်းကိုပိုင်တအုပ်ဆိုးတော်မူတဲ့ဖယား ကျွန်တော်တို့ကိုဆိုင်တဲ့ဖရားဒီဖရားကိုကျွန်တော်မကိုးစားနိုင်လောက်အောင်ဘာရီရမြန်ကျွန်တော်နဲ့တတ်မဲ့စရာတွေရှိသေးတယ်ဒါကြောင့်ဖရားပေးတဲ့ຢာကလွဲပြီးတော့ကြံတာတွေအားလုံးကအချင်းဒီပါဒါကြောင့်ဖရားသခင်ထံမှာကျွန်တော်လိုအပ်တာကိုတောင်းမယ်ဖရားသခင်ထံမှာကျွန်တော်လောက်ခဲ့တဲ့အပြစ်တွေကိုလည်းဝင်ချမယ်တောင်းပါမယ်တိုးရှို့မယ်ဖရားသခင်၌အမြဲတမ်းပဲတက်ရှင်ပြီးတော့ဖရားရဲ့ဂရုတော်ကိုကျွန်တော်ကဆိုရှင်တကယ်ပဲရရှိခံစားပြီးတော့ဝမ်းမြောက်ဖို့ရန်အတွက်ယနေ့ကျွန်တော်ကိုယ်တိုင်ကလိုလိုလားလားတန်းတန်းတတတနဲ့ဖရားကိုကိုးစားဖို့ယုံကြည်ဖို့ရန်အတွက် ကျွန်တော်နဲ့ချစ်တဲ့မိတ်ဆွေတို့ကိုအားပေးခြင်းနဲ့ဒါကြောင့်ဖခင်ကိုကိုးစားယုံကြည်တဲ့နေရာမှာလုံးဝအုတ်တုံကိုးစားလိုက်ပါလုံးဝအုတ်တုံယုံကြည်လိုက်ပါဒါဆိုရင်တင်သည်ဖခင်သခင်ရဲ့ကောင်းမြတ်ခြင်းဂရိတော်စုကျေးဇူးကိုခံစားပြီးတော့အမြဲဝမ်းမြောက်နေမယ်အမြဲပျော်ရွှင်နေမယ်အမြဲတမ်းအမြဲတမ်းတင့်ရဲ့ဘဝတတ်တာမှာဆိုရှင်ပုံမှုပြီးတော့ငြိမ်းချမ်းခြင်းငြိမ်သက်ခြင်းအေးချမ်းခြင်းကိုခံစားရမယ်ဒါကြောင့်တင်းဤစိတ်နှလုံးအေးချမ်းစေပါလို့ပြောတဲ့အခါမှာ ဘယ်အရာအဖြစ်အေးချမ်းရမလဲဖရာသခင်ရဲ့ဂတိတော်ကိုတင့်ရဲ့မှတ်ညာထဲမှာတင့်ရဲ့စိတ်လုံးထဲမှာစွဲမြဲမယ်ဆိုရင်အေးချမ်းမှာဖြစ်တဲ့အတွက်ကြောင့်လုံးဝအုတ်တုံဖရာကိုယုံကြည်ကိုးစားတဲ့ဖရာသားသမီးရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုနေနေကုန်ချုပ်လိုက်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးပေါ်ဖရာကောင်းချီးချပေးပါစေ thank you